ဒီ lesson 1တော့ဗောနော်ကျွန်တော်တို့ဒီ AI ဒီအသုံးပြုပုံကိုဟိုရှင်းပြကြဗောနော်ခု AI ဒီကိုသွားမယ် lesson 2မှာကျွန်တော်တို့ဒီ UI view တွေကြောင်းရှင်းပြပါဗောနော်အဲ့တော့ဒီကျွန်တော်တို့ကဒါတွေဆိုလို့ရှင်ဒီ linear လေးရောက်ပဲဖြစ်နေနေဒီ2ပါပဲဖြစ်နေနေဗောနော်အကုန်လုံးကတော့ view တွေဗောနော်အဲ့မှာ view တစ်ခုနဲ့တစ်ခုကဆောင်ရွက်ပုံစံမတူဘူးဗောနော်အဲ့တော့ linear လေးရောက်ဆိုတာကျွန်တော်တို့က container view လို့ခေါ်တာဗောနော်အဲ့သူ့ထဲမှာမှာ ကျွန်တော်တို့က tab view တွေ border တွေ ဒီအဆုံးပေါ့နော်အင်မီဗျူးတွေဗီဒီယိုဘတန်တွေချက်ပေါ့လေအဲ့လိုဟာမျိုးတွေကိုဒီထဲမှာစုပြီးတော့ထည့်ပြရမှာစုပြီးတော့ထည့်နိုင်တဲ့ဟာကိုကွန်တိန်နာဗျူးလို့ခေါ်တာပေါ့နော်အဲ့တော့ linear လေးယောက်ကကွန်တိန်နာဗျူးညာရဖြစ်တယ်တော့တော့မှာ linear လေးယောက်ရဲ့လေးတက်လေးယောက်ရဲ့ပေါ့နော် အခုကျွန်တော်က linear လေးယောက်ချောင်းကိုရှင်းပြတော့ပေါ့နော်အဲ့တော့ linear လေးယောက်ကကျွန်တော်တို့က view တွေကိုအစီအစဉ်ကြားနေရာချတဲ့နေဆိုရင် line ရ၄ယောက်ကိုတုံးတယ်ပေါ့နော်ဒီမှာ line ရ၄ယောက် one ဒီမှာ line ရအဲ့ပါအပိတ်ပေါ့နော်ဒီမှာသူ့ကြားထဲမှာမှကျွန်တော်ပြပေါ့ view အားလုံးပေါ့နော်ကိုတုံးချခြင်းရဲ့ view တွေကိုအဲ့ဒီမှာထည့်ပြီးတော့တိဆောက်ပြရတာပေါ့နော်အဲအထက်ကဒီဘောင်ခွင့်မထားတဲ့အပေါ်ဟာ line ရ၄ယောက်ပါဟာသူကအဖွန်ပေါ့နော်အောက်ကအပိတ်အဲ့အဲ့ကြားထဲမှာမှတခြား view တွေကိုထည့်ပြရတာပေါ့ အဲ့တော့ဒီမှာတတိထားစရာဒီမှာဟို original ပေါ့နော် original ကသူကဒီမှာ collagen ပေးထားပါတော့ collagen ပေးထားတာဒီမှာ particle လို့ပြောထား particle ဆိုတာကျွန်တော်တို့ကဒီ container ထဲမှာပါတဲ့ view တွေကို particle ဆိုတာအထက်အောက်ပေါ့နော်အထက်အောက်နေရာချပါလို့သူကပြောတာပေါ့နော်အဲ့တော့ကျွန်တော်ကပို့ပြီးရှင်းတော့အောင်ဒီဟာလေးကို ီဒီအပိုင်းလေးကိုပေါ့နော်ကျွန်တော်ဖြတ်လိုက်မယ်နော်ပို့ပြီးတော့ရှင်းသွားအောင်လိုက်လေလာတဲ့လူတွေမျက်စိတွေကိုမြင်သာအောင်လို့ပေါ့နော်အဲ့တော့ဒီမှာ view ပေါ့နော်လုံးဝအလွကြီးဖြစ်သွားပြီအလွကြီးဒီလိုင်းနေရာလေးရောက်ဆိုတဲ့ကွန်တိန်နာလူကြီးရှိရပေါ့နော်အဲ့ဒီမှာ view တွေထည့်ကြည့်မယ်ဒီတော့ကျွန်တော်တို့ view အဲ့ view တွေကျွန်တော်တို့က white white ဆိုတာအကျယ်ပေါ့နော်ဘိညာကျဲတက်မှတ်လိုက်တယ် must be ရမှာနော်ဘိညာကျဲအပြည့်ထားမယ်လေးရော high high ကကျွန်တော်တို့0 db ထားလိုက်မယ်0 db ထားပြီးတော့ weight ကျွန် weight ပါတစ်ခါတုံးပြပါမယ်ပေါ့နော် weight ဆိုတာကျွန်တော်တို့အချိုးကျနေနေရာချတာပေါ့နော်အဲ့တော့1 view ကိုပို့ပြီးတော့မြင်သားအောင်အယောင်ထည့်မယ်ပေါ့နော် background ကာလာထည့်လိုက်မယ်ပေါ့နော်အဲ့တော့မိုးပြရအောင်ပေါ့နော်အဲ့တော့ဒီကောင်လေးကိုဖြန့်ကြည့်လိုက်မယ်ပေါ့နော် UI designer လေးကိုအဲ့တော့မိုးပြရအောင်အပြည့်ပေါ့နော်အပြည့်နေရာယူထားရပေါ့နော်အကုန်လုံး1ပေါ့နော်သူ့တစ်ခုရဲ့ရှိရမလို့1ဆိုတော့အပြည့်လုံးနေရာယူထားရပေါ့နော်နောက်ထပ်ဖြူတစ်ခုသူ့အောက်ကနေထပ်ထည့်လိုက်မယ် ဒီမှာတစ်အချိုးတစ်ပေါ့နော်တစ်အချိုးတစ်ဆိုတာဒါပဲဒီဒီ line ကြီးဒီ line ရလေးအောင်ဆိုတဲ့ကွန်တိန်နာကြီးထဲမှာကွန်တိန်နာကြီးထဲမှာမှာ view နှစ်ခုက vertical ပေါ့နော်အထက်အောက်နေရာကိုတစ်အချိုးတစ်နဲ့နေရာယူလိုက်တယ်ပေါ့နော်အဲ့တော့နေရာယူလိုက်တယ်ဆိုလို့ရှင်ကျွန်တော်တို့ကဒီကောင်ပေါ့နော်အဲ့ကောင်ဒူးလို့ပြောင်းထားကြည့်လိုက်ပြောင်းထားကြည့်ပြီးတော့ UI designer ဖွင့်လိုက်အဲ့ဒါဆိုလို့ရှင်အဝါရောင်လေးက နှစ်ပုံမိုးပြာရံလေးကတစ်ပုံပေါ့နော်တစ်အချိုးနှစ်နဲ့အနေရယူသွားတာပေါ့နော်နောက်ထပ်ကျွန်တော်တို့ရှင်းအောင်ထည့်အောင်ထည့်ကြည့်ဦးမှာပေါ့နော်ဒီ view တွေကိုဒါဆိုရင်တစ်အချိုးနှစ်အချိုးနှစ်နဲ့နေရယူသွားတာပေါ့နော် ါဆိုလို့ရှိရင်ကျွန်တော်တို့ line ရ၄ယောက်ရဲ့တဘောတရားကိုသိမယ်ပေါ့နော် weight ကကျွန်တော်တို့အချိုးပေါ့နော်အချိုးဒီ screen ရဲ့အချိုးကိုဘယ်လောက်နေရမလဲဆိုတာကိုသတ်မှတ်ပြီးတော့ယူတာပေါ့နော်ဒီကိုသူ့ရဲ့ဝင်တိန်တာပေါ့နော် main ဝင်တိန်တာပေါ့သူ့ရဲ့မာနာဝင်တိန်တာလို့ခေါ်တာပေါ့အဲ့ဝင်တိန်တာထဲမှာမှာဒီနေရာကိုအချိုးကြဘယ်လိုယူမလဲဆိုတာကို၄ယောက်ဝင်နေလောက်ရတာပေါ့နော် background ဆိုတာ color အရောင်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီကောင်ကို ပါတီကယ်ကိုကျွန်တော်ဟောလိုက်တဲ့ပြောင်းထားကြည့်လိုက်။ကြောင်းထားပြီး UI တစ်တိုင်းတာခေါ်ကြည့်လိုက်။အဲဒီလိုမြင်ရပါပေါ့နော်။အဲ့တော့ကျွန်တော်တို့ဒီကောင်ကိုအခုအရင်တော့ကကျွန်တော်တို့ဒီပါတီကယ်လိုက်ဖြစ်တာပေါ့နော်။ပါတီကယ်ဆိုတော့အထက်အောက်ကိုအချိုးကျနေရတာပေါ့။အခုဟောလိုက်တဲ့ဆိုလို့ရင်ဘေးညာကိုအချိုးကျနေရတာပေါ့။အဲ့တော့ဒီကောင်ကမပေးတဲ့ ဒီကောင်က 0dB တော့ပုံစံပြောင်းသွားတာပေါ့နော်ဟုတ်ပါတော့ဟုတ်ပြီအဲ့တော့ကျွန်တော် height ကိုနေရာအပြည့်ယူပြီးတော့မှဒီဘေးညာပေါ့နော်ဘေးညာမှာမိုးပြအောင်လေးကတက်အဝါရောင်လေးကနှစ်အနီရောင်လေးကနှစ်ဆိုပြီးတော့တက်အချိုနှစ်နဲ့နှစ်တက်အချိုနှစ်အချိုနှစ်နဲ့နေရာချလိုက်တာပေါ့နော် ဒတိထားမှာဟောလာခြင်းလည်းဆိုလို့ရှိရင်ဒီ 0dB ထားပြီးရော white ကို 0dB ထားပြီးရော height ကို max ပေးတဲ့အပြည့်ထားရပေါ့နော် vertical ဆိုလို့ရှိရင် height ကို 0dB ထားပြီး white ကိုဒီ white ကိုဒီပေါ့နော် white ပေါ့အခြေပေါ့နော်အခြေကိုကျွန်တော်ကအပြည့်နေရာယူလိုက်တာပေါ့နော်အဲဒီတော့ဒါ linear လေးရောက်ရဲ့အတုံးချပုံသိမယ်လို့ညွှန်လင့်နေပေါ့နော်အဲဒီတော့ထုတ်ကြည့်လိုက်အောင်ကျွန်တော် application တစ်ခုပြလိုက် အဲ့တော့ကျွန်တော် UI ကိုနားလည်မှာကျွန်တော်တို့ register သွားမှာပေါ့နော်အဲ့တော့ကျွန်တော်က now lesson 3ပေါ့နော် late lesson now lesson 3မှာ related layout အကြောင်းကိုအတုံးချပြမယ်ပေါ့နော်ဒါက line layout ကိုဒီလောက်ဆိုလို့ရှိရင်အတော်နဲ့တဘောပေါက်မယ်လို့ထင်တယ်ပေါ့နော်ဒီ application ရေးတာကြတော့ကျွန်တော်တို့ကအမြင်ရှိဖို့လည်းလိုတယ်ပေါ့နော်ဒီတင်ပေးလိုက်တယ်တင်ပေးလိုက်တယ်ဒီပုံစံလေးကိုပြပေးလိုက်တယ်ကိုကဘယ်လိုအတုံးချမယ်ဘယ်လိုဖြန်တီးရမယ်ဇူရိုင်းလေးဘယ်လိုချမယ်လဲဆိုတာကိုဒီ software လေ့လာနေတဲ့ဘုံဒီ programming ကိုလေ့လာနေလူပေါ်မှာမူတည်တယ်ပေါ့နော်တက်လွယ်တယ်မတက်လွယ်ဘူးဆိုတာကျူစာအထုံးမှုလူတွေပေါ့နော်ကိုယ်တိုင်ကဘယ်လိုလုပ်ရမလဲဒီလိုပြလိုက်တာဒီလိုနည်းနည်းရှင်းမနေပဲနဲ့အဲဘယ်လိုလေးပြောင်းကြည့်လိုက်မလဲဒါနှစ်နေရာမှာတုံးထားကြည့်မယ်လို့ပါတော့ပေါ့နော်အဲ့လိုလေးပြောင်းပြီးတော့ထားပြီးတော့စမ်းသပ်တာနောက်ထပ်ဗျူးတွေထပ်ဖြည့်ပြီးတော့စမ်းတာမျိုးပေါ့နော်အဲ့လိုလေးတွေလှုပ်ကြည့်ပေးပါပေါ့နော်အဲ့လိုလှုပ်ကြည့်ပြီးတော့ဒီ lesson ရဲ့ပေါ့နော်ဗီဒီယိုရဲ့အောက်မှာ comment လေးတွေမှန်းပေးခဲ့ပေါ့နော် ကိုလုတ်ထားတဲ့ဟာလေးတွေဘယ်လိုချေထွန်းလိုက်တယ်ဘယ်လိုလုတ်လိုက်တဲ့ဟာပေါ့နော်အဲ့ဒါမှကျွန်တော်တို့ဒီ application ရေးနည်းကိုမြန်မြန်တက်လွယ်မှာပေါ့နော်အဲ့တော့ကျွန်တော်က UI ဘိုင်းပေါ့နော် UI ဘိုင်းပြီးလို့ရှိရင်ကျွန်တော်ကဖေးဖေးချင်းပေါ့နော် music player တော့ကျွန်တော် note software တို့ online book တီးတို့ဒါမှမဟုတ်ရင် book software တို့ဒီစင်းစရား software တို့အဲ့လိုဟာမျိုးတွေကို project တွေကိုကျွန်တော်တို့စက်သွားမယ်ပေါ့နော်ဒုတိယရေးနည်းတွေကိုလည်းမျှဝေပေးမယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ပေးထားပါတော့